ကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းက page တစ်ခုမှာမြေနီကုန်းတား gravity ပုံတင်ထားတာတွေ့မိလိုက်တယ်ဒီပုံမြင်တော့ဒီပုံအကြောင်းမှတ်မိနေတဲ့သတင်းအပိုင်းအစတွေအတွေ့အကြုံပြန်ဝင်လာအဲ့ဒါက comment ထဲမှာလူတွေပါပြောကြလေလူတွေတတိယရှိကြမလားဆိုတာသိချင်းစိတ်နဲ့ဝင်ကြည့်လိုက်ပြီထင်ထားတဲ့အတိုင်းတော့မဟုတ်ဘူးဗျာအဲ့မှာအရင်ခေတ်ထဲကဖြတ်ထားတာဆိုပြီ ဝင်ရေးနေတဲ့လူတယောက်ကိုတွေ့တယ်။နောက်တစ်ယောက်ကဒီ gravity ကအာနာရှင်ကိုပဲရည်ညွှန်းတယ်လို့လို့အတွေးမြင်ကိုလည်းတွေ့တယ်။ဘာဆိုဘာမှမသိတဲ့လူကိုလည်းတွေ့တယ်။ဘာမှမသိတဲ့လူအုပ်ကြီးကများနေလို့မရဘူး။အဲ့ဒါအန်ရရှိတယ်။ဒါဘလောင်းမှမကြသေးတဲ့နှစ်ကာလလေးပဲရှိသေးတယ်။ဒီလောက်မှလူတွေကမေ့သွားကြဘူး။တမိုင်းကလွဲသွားလို့မရဘူးဗျာ။ ဒါတွေကိုသိနေတယ်မှတ်မိနေတယ်ကျွန်တော်တို့ကလည်းနှုတ်ဆက်နေလို့မရဘူးကျွန်တော်တို့ကတမိုင်းတစ်ခုရဲ့မျက်မြင်သက်သေပြီးဖြစ်တယ်ကျွန်တော်တို့သိထားတာတွေကိုပြန်ပြောနေမှရမယ်ဆိုရက်သိစိတ်ဝင်လာတယ်ဘာမှမသိတဲ့လူအုပ်ကြီးမဖြစ်အောင်ကျွန်တော်တို့ကခြေဖြတ်မှရဒါကြောင့်ကျွန်တော်သိမိသမျှသတင်းမှတ်တမ်းတွေနဲ့မှတ်မိသလောက်ပြန်ပြောဖို့ဒီဗီဒီယိုလေးလုပ်ဖြစ်ပါတယ်။ Gravity က လွတ်လပ်တဲ့ award တစ်ခုဆိုတော့အရင်ဆုံးပြောချင်ပါတယ်လွတ်လွတ်လပ်လပ်ခံစားလို့ရတယ်ဘယ်အာနာရှင် တောင်ယူနေမှမတက်စားဘူးဒါကပြည်သိချင်ချင်မှုဌာနကမြန်မာ artist တွေနဲ့ပူးပေါင်းပြီးလုပ်တဲ့ award တစ်ခုဖြစ်ပါတယ်2016ခုနှစ်ကပြည်သိမြန်မာတန်တမန်ဆက်ဆံရေး55နှစ်ပြည့်အနေနဲ့ရင်ကျေးမှုဖလှယ်တဲ့အစီအစဉ်မှာ မြမအစိုးရရဲ့တရားဝင်အတိမတ်ပြုမှုနဲ့ဖန်တီးထားတဲ့ award ဖြစ်ပါတယ်အဲ့ဒီပွဲတော်ကိုမင်္ဂလာပါရင်ကျေးမှုပွဲတော်လို့အမည်ပေးရတယ်ဆိုတော့ဒီ gravity ကို အာနာသိန်းကြီးတလားကြော်ကြားတဲ့အချိန်မတ်လ16ရက်နေ့မှာနလဘိန်းတို့ဖက်စစ်တပ်ကပြင်သစ်တန်ရုံးကိုအတိပေးခြင်းမျိုးမရှိခဲ့ပဲ စေးဖြူတုံပြီးတရားမဝင်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အာနာသိမ်းပြီးမှဖျက်ဆီးတာဖြစ်တဲ့အကြောင်းကိုကျွန်တော်ရိုင်းပြီးခဲ့တဲ့ဓာတ်ပုံတစ်ချို့နဲ့သက်သေပြပါမယ်။ဒီဓာတ်ပုံတွေက2021ဖေဖော်ဝါရီလလူလူစံနာပြမှုအတွင်းမှာရိုက်ထားတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ဒီလိုဖျက်ဆီးခံရမယ်လို့သိခဲ့ရင်ကျွန်တော်အဲ့ဒီအချိန်မှာ ုံနေဒီထက်ပိုကြီးကြီးမိခဲ့ပါဗျာ။ဒါကို2021မတ်လ16ရက်နေ့မှာအာနာသိန်းစစ်တပ်လက်အောက်ခံစီပင်ဌာနကတရားမဝင်ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။လူလက်စွာထုတ်ဖော်ခွင့်လူပညာကိုလူလက်စွာခံစားခွင့်ကိုပိတ်ပင်ထားပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကသတင်းဌာနတွေကတင်ခဲ့တာတွေကိုကြည်နိုင်ပါတယ်။ 2016အချိန်ကိုပြန်ပြောင်းပြီးခံစားကြည့်တဲ့အခါဒီအချိန်တွေကကျွန်တော်တို့ပြန်မရနိုင်တော့တဲ့တကယ်ကိုလွန်စရာကာလတွေဖြစ်သွားခဲ့ပြီ။အဲ့ဒီမင်္ဂလာပါပွဲတော်မှာလူရုပ်အကြီးနှစ်ရုပ်အဲ့အဲ့အယုတ်ကြီးနှစ်ရုပ်ဗီဒီယိုကနေပြီးတော့စုလီရိုးတော်ခံပါရှိသည့်လမ်းလျှောက်တဲ့စီးရင်တစ်ခုလည်းပါတယ်ဗျ။ဒီ artistry ရဲ့ပြောပြတဲ့စီစဉ်နေတဲ့အများကြီးပါသေးတယ် ဟိုမြန်မာ artist တွေနဲ့ပြည်သေး artist တွေပူးပေါင်းပြီးတော့လုပ်တဲ့လူပညာတွေလည်းရှိတယ်။ဘာလို့ကျွန်တော်တေချာမှတ်မိနေရလဲဆိုတော့ဒီအယုတ်ကြီးနှစ်ယုတ်ကို စုလီမှာပြထားတဲ့အချိန်မှာကျွန်တော်အဲ့နေရာမှာကျွန်တော်လည်းရှိနေခဲ့တယ်။ကျွန်တော်လည်းမမေရရတပုံဒီအဲ့ချိန်တော့ရိုင်းနေခဲ့တယ်ဒီအယုတ်ကြီးတွေနဲ့။ဒါကြောင့်ကျွန်တော်မှတ်မိနေတာဖြစ်ပါတယ်။ ဆိုတော့ဒီ award တွေကဘယ်ချိန်မှာဖြည့်ဆည်းခံရရတာလဲဆိုရင်အာနာသိန်းကြီးရဲ့အချိန်မှာဖြည့်ဆည်းခံရရတာဖြစ်ပါတယ်။ဒံဘီတစ်ပင်တွေကိုလူကြီးလာရင်ထိုးဖြူတုပ်တဲ့အုံနှောက်လောက်ပဲရှိတဲ့ညာရင်စေတန်တဲ့လူတွေကဖြည့်ဆည်းခဲ့တာပေါ့ဗျာ။သူ့အချိန်တွေသူ့အခိုက်အတန့်တွေသူ့ဖန်တီးမှုလက်ရာတွေမိတ်ဆွေတွေကပြန်မရနိုင်တော့